ကဘာကျော်ဤစုပုံမြင်များဘာသာပြန်စာအုပ်ဟာ1954ခုနှစ်မှာစတင်ထုတ်ဝေခဲ့ပြီးတော့မြမစာပေလောကမှာစာပေဗိမာန်ဘာသာပြန်စုရတဲ့အထင်ရှားဆုံးဘာသာပြန်စာအုပ်တော့ဖြစ်ခဲ့ပါတယ်။အဲ့ဒီဘာသာပြန်စာအုပ်ကိုတော့စာရေးဆရာကြီးမင်းယူဝေနဲ့သူ့ရဲ့ချစ်စနီးဖြစ်တဲ့စာရေးဆရာမကြီးဝေတာရီတို့ကပူပေါင်းဘာသာပြန်စုခဲ့တာပါ။60ခုနှစ်ရဲ့အကြွေအစောဆုံးနဲ့ အထင်ရှားဆုံးအမျိုးသမီးစာရေးဆရာမကြီးဝီတာရီကိုတော့အားလုံးရင်းနှီးစွာနဲ့ကြားဘူးနာဝရှိကြမှာပါဆရာမကြီးဝီတာရီဟာကြပြကို အသက်15နှစ်အရွယ်ကစတင်ရေးသားခဲ့သူဖြစ်ပြီးတော့ဝီတာရီရဲ့ကြပြတွေဟာ အလဲတန်းအထက်တန်းကျောင်းသုံးစာအုပ်တွေမှာပြထန်းခြင်းကိုခံခဲ့ရပါတယ်ကြပြဆရာမငွေတာရီဟာ စာနယ်ဇင်းတွေကိုကြပြားတွေရေးပို့ပြီးတော့စာပေလောကတွေကိုဝင်ရောက်လာခဲ့တဲ့သူတူလည်းဖြစ်ပါတယ်။ဆ ्याम ငွေတာရီဟာ စာပေလောကတွေဝင်ရောက်လာတဲ့နှစ်မှာပဲသူမရဲ့မိခင်ကွယ်လွန်ခဲ့ပါတယ်။ငွေတာရီဟာ1925ခုနှစ်ဖေဖော်ဝါရီ6ရက်နေ့မှာဝေးဖွားခဲ့တဲ့အဖဗြိတိရှဘာမာဥညွန့်နဲ့အမိဒေါ်ချစ်တင်တို့ရဲ့တမီးအလက်ကလေးပဲဖြစ်ပါတယ်။ဖခင်က ဗြိတိရှားဘာမာရုပ်ရှင်ကုမ္ပဏီပါရှင်ဖြစ်တာကြောင့်ဗြိတိရှားဘာမာဥညွန်းလို့ထင်ရှားပါတယ်။ဝီတာရီရဲ့အကူဖြစ်သူကတော့စိတ်မဖြစ်ခင်ကတည်းကထင်ရှားခဲ့တဲ့တူဇာရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာဦးချန်ထွန်းပါ။မောင်ငယ်ကတော့စစ်ပီးခင်မှာအမေရိကန်ထိသွားပြီးတော့ရုပ်ရှင်ပညာသင်ခဲ့တဲ့ဗြိတိရှားဘာမာညွန့်မြန်မာဦးနေဝင်ဖြစ်ပါတယ်။မိဘတွေကလည်း ခန္ဓာဝရီစာအုပ်တိုက်ပိုင်ရှင်တွေဖြစ်တာကြောင့်အမှုပညာလောကနဲ့ရင်းနှီးကျွမ်းဝင်ပြီးသားသူတွေလည်းဖြစ်ပါတယ်။စာရေးဆရာမောင်တုတ္တလိုပညာရှင်တွေနဲ့မြမစာပေကံတော်ဝင်တွေတင်ယူခဲ့သလိုအင်္ဂလိပ်စာပေကိုလည်းလေ့လာခဲ့ပါတယ်။ဝိတာကြီးရဲ့ငယ်နာမည်ကတော့မခင်ကြီးပဲဖြစ်ပါတယ်။ဆံမကြီးငွေတာကြီးဟာတည်ငြိမ်ချိုအေးတဲ့ကြပြာတေးတွေဆက်ဆူခဲ့သလို ရင်းချက်တဲ့လောကအမြင်နဲ့ကြပြားတွေကိုဆက်စုပ်ရေးဖွဲ့တဲ့နေရာမှာထင်ရှားလာပါတယ်။စုံရိပ်မြိုင်တွေကန္နာအလဲအိုဘဲယောက်ျားခီးသွားဟော်လဲမဆွဲတကူငယ်အိုဘဲလူသားမကြောက်ဘူးလားအစချီတဲ့သူရဲကောင်း၃ယောက်နဲ့ခီးတဲ့ကြပြားကိုကြောင်သုံးစာအုပ်မှာကြာထမ်းခဲ့တာဖြစ်လို့စာချက်သူတို့နဲ့ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တယ်လို့လူတိလဲညားလာပါတယ် နောက်တစ်ခုကတော့တနေ့မှာဆုံးရရောက်ပါလေအားလျှော့ကစုတ်ချင်သမ်းပါနဲ့စိတ်နွမ်းအတာဖြီအောင်မာလာငွေကံရည်အေးရဲ့နဲ့ငှက်တေးကိုအာယုံစင်လို့ဘူးတသွင်းအားအင်တက်လိုက်ပါချစ်ဖွဲ့လူသားဆိုရဲထိတ်ဆုံးတို့ကြပြာဟာလဲလောကဒဏ်ရဲ့အခက်ခဲတွေကြာက လူတွေကိုခွန်အားစည်းဝင်စေတဲ့ကြပြာတစ်ပုတ်ဖြစ်ထင်ရှားလာပါတယ် ကဗျာစာဆိုဝေတာရီဟာငယ်စဉ်ကကျမ်းမာရေမကောင်းလို့ကိုရမ်းမှာကြောင်းထွက်ပြီးတော့အိမ်မှာပဲစာသင်ခဲ့ရသူပါစာရေးဆရာကြီးဒီတုပ်ဥပချုပ်ရဲ့သမီးဖြစ်သူပါလီမန်အမတ်မက်ခင်ပုကလောက်အမီငွေဝတ်ရည်နဲ့လဲခင်မင်းရင်းနှီးခဲ့ကြပါတယ်တငယ်ချင်းတဦးနဲ့တဦးဒီတုပ်ဂျာနယ်နဲ့ရုပ်ဝတ္ထုဂျာနယ်တွေမှာ အပြန်အလှန်ကဗျာတွေရေးဖွဲ့ပြီးတော့စာပေအမှုပညာကိုဖယ်လှယ်ခဲ့ကြပါတယ် စိတ်မကောင်းစွာနဲ့ပဲဆီယမငွေဝိယီဟာဆီယမငွေတာရီထက်စောပြီးကွယ်လွန်သွားခဲ့တာကြောင့်တငယ်ချင်းဖြစ်သူကို တန်တားလျက်နဲ့ပဲကြပြားတွေဆက်လက်ရေးဖွဲ့ခဲ့ရရှာပါတယ်1944ခုနှစ်မှာမင်းစေးရီပဲမှုန်တလားနှင့်ကြပြားရှင်ဝိထုတို့1949မှာမာလာမြိုင်ကကြပြားများစအုပ်များကို ရေးသားထုတ်ဝေခဲ့ပါတယ် 1948မှာအိန္ဒိယနိုင်ငံကိုလည်းအလဲပတ်သွားရောက်လေ့လာခဲ့ပါသေးတယ်။ဝီတာရီဟာအသက်28နှစ်အရွယ်မှာအင်းစိန်ခရိုင်ပညာဝန်ဥဝင်းမောင်ခကဗျာဆရာမင်းယူဝီနဲ့လက်ထပ်ထိမ်းမြခဲ့ပါတော့တယ်။သူ့ထက်ကဗျာကောလူအသက်ပါနှစ်နှစ်သုံးနှစ်လောက်ငယ်တဲ့မင်းယူဝီနဲ့လက်ထပ်ခဲ့တာပါ။စာရေးဆရာကြီးမင်းယူဝီကတော့ ပထမမြန်မာများစာအုပ်ပြုသူသူအဖြစ်လူတီများလာပါတယ်။ဆရာကြီးမင်းယူဝေဆိုတာအမျိုးသားစာပေစု စာပေဗိမာန်စာပေစုရမြန်မာစာရေးဆရာတူလည်းဖြစ်ပါတယ်။ဆရာကြီးဟာဝန်ထမ်းဘဝကတည်းကစာပေနဲ့ပတ်သက်တဲ့တာဝန်တွေကို ကြည်ပြွန်စွာထမ်းဆောင်ခဲ့သူတူလည်းဖြစ်ပါတယ်။မင်းယူဝေဟာငယ်ရွယ်စဉ်ကတည်းကလက်ထောက်စာတီး တာဝန်ခံစာတီးအက်ဒီတာချုပ်စသဖြင့်အစင်းစစ်တက်လှမ်းခဲ့ပြီးတော့စာပေတာဝန်ကိုထမ်းဆောင်ခဲ့သူလူဖြစ်ပါတယ်။နောက်ကာလများမှာတော့ရုပ်ရှင်စင်စာအဖွဲ့ဝင်လူကြီးစာပေပိမှန်စာပေစုနဲ့အမျိုးသားစာပေစုရွေးချယ်ရေးအဖွဲ့ဝင်ပညာရေးဝန်ကြီးဌာနမြမစာအဖွဲ့ရဲ့အဖွဲ့ဝင်ကျောင်းသုံးစာအုပ်ကော်မတီအဖွဲ့ဝင်စတဲ့တာဝန်တွေကိုသူ့ဘဝတက်တန်းတခြားတာဝန်ယူ လုတ်ကင်ဆောင်ရွက်ခဲ့သူတူလည်းဖြစ်ပါတယ်။စာရေးဆရာကြီးဟာတချိန်ကဇနီးတဲ့အတွက်ရည်စူးပြီးတော့စာပေမဂ္ဂဇင်းကြီးတစ်စောင်ကိုထုတ်ဝေခဲ့တယ်ဆိုတာကတော့မြမစာပေမှာထင်ရှားတဲ့မှတ်တိုင်တစ်ခုလို့ဆိုရမှာပဲဖြစ်ပါတယ်။ဝီတာရီမဂ္ဂဇင်းဟာမြန်မာနိုင်ငံမှာမျိုးသမီးတယောက်ကိုဂုံပြူထုတ်ဝေတဲ့ပထမဆုံးစာနယ်ဇင်းလည်းဖြစ်ခဲ့ပါတယ်။ဆရာကြီးကဇနီးတဲ့ငွေတာရီကွယ်လွန်ပြီး ဝေတာရီအမီဆက်လက်ရှင်တန်စီဖို့ရည်ရွယ်ချက်နဲ့ဝေတာရီမဂ္ဂဇင်းကို1960ခုနှစ်မှာဆက်လက်ထုတ်ဝေခဲ့တာပါဝေတာရီမဂ္ဂဇင်းဆိုတာမြမစာပေလောကမှာတော့စာပေမဂ္ဂဇင်းစစ်စစ်ဖြစ်ရက်တည်နိုင်ခဲ့တာဂုံယူဝန်းသားစရာပဲဖြစ်ပါတယ်မဂ္ဂဇင်းစာအုပ်ထုတ်ဝေချိန်မှာစောင်းပါဝိထုဘာသာပြန်ဝိထုစာညွတ်ကြပြတယုတ်ဖော်ညံစံတုတ္တပတိတာ ကတ်တော်ဂီတ ရုပ်ရှင်တွေပါဝင်ခဲ့ပါတယ်။ဘာသာပြန်ဝိထုအနေနဲ့စာရေးဆရာဇော်ကြီးရဲ့နိုဘယ်ဆုရဘာသာပြန်ဝိထုတို့များကိုလာစဉ်ဖော်ပြပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ပကြီးဗီဒီယိုပုံမြင်စသဖြင့်ကဏ္ဍစုံတိုးချဲ့လာခဲ့ပါတယ်။ဇနီးမောင်နှံအူဟာစာပေခီးတလျှောက်ယရနာကပြားများ ကဘာကျော်ဤစုပုံမြင်များစသဖြင့် ပူတွဲပုံဖော်ခဲ့ကြပါတယ်။မမျောလင်းပဲ1958ခုနှစ်မှာဇနီးတဲ့ငွေတာတွေဟာငငယ်ရွယ်ရွယ်နဲ့ကလေးမီဖွာရင်ကွယ်လွန်ခဲ့ရပါတယ်။ဆ ्याम ာကြီးငွေတာတွေနဲ့တခစ်သေးပေါ်ခဲ့ကြတယ်။အမျိုးသမီးစာဆိုတွေကတော့ခင်နှင်းယူ GA စိမ့်စိမ့်နဲ့ယူဝတီဆိုတဲ့ကလောင်ရှင်တွေပဲဖြစ်ပါတယ်။အဲ့ဒီအထဲမှာဝေတာရီကအစောဆုံးကြွေလွင်သူလည်းဖြစ်ခဲ့တယ်လို့ အစောဆုံးစာပေစုရတဲ့အမျိုးသမီးစာရေးဆရာတယောက်လည်းဖြစ်ခဲ့ပါတယ်။1945မှာမင်းယူဝင်နဲ့ပူးတွဲပြန်ဆိုတဲ့အီဆုပုံမြင်များနဲ့ဘာသာပြန်စုကို အတူတူရခဲ့ကြတာပါ။စုယူချိန်မှာတော့ဆရာမင်းယူဝေကအင်္ဂလန်ရောက်နေလို့ဝေတာရီကပဲလက်ခံယူခဲ့တာပါ။1960ခုနှစ်မှာဝေတာရီကဗျာတရာနဲ့ကဗျာစုရတဲ့အခါမှာတော့ သူ့ကိုယ်လွန်ပြီးဖြစ်လို့ခင်မုန်းတယ်ကပဲလက်ခံယူခဲ့ရပါတယ်။ဝီတာရီဟာဇော်ဂျီနဲ့မင်းသူ့ဝေကိုဆန်ထားပြီးကြပြဆက်တယ်။ရှေးဟောင်းနိုင်သူဖြစ်လို့သူ့ကြပြတွေမှာရှေးစာတွေကို ပိုင်နိုင်စွာထည့်သွင်းဆက်တာတွေတွေ့ရတယ်လို့မင်းယူဝေကရှင်းပြပါတယ်။ဇနီးဖြစ်သူဝီတာရီကိုယ်လွန်ချိန်မှာတော့မင်းယူဝေကဂူပေါ်မှာဝီတာရီဖွဲ့ဆိုခဲ့တဲ့ဘဝကိုယ်ဝေကြပြတဲ့မှာ အောက်ပါအပိုက်ကိုထုံနှုတ်ရေးထိုးခဲ့ပါသေးတယ်။ဘဝကွေဝဲပျော်မွေ့ကြည်သာသွားလေရာကနှစ်ဖြာလန်းခွဲရောက်မလွဲတီဘဝတူတူလမ်းတစ်ခု၌လျှက်လိုခဏတွေးကြရာခိုင်မေတ္တာမှန်၌တူဆိုင်ပြန်စုတတ်နိုင်သမျှချစ်ပါကြစုဘဝလန်းတာတူတောင်းစွာကိုตายာတမှုငါတို့ပြုစုညစ်ကြူမတင် စိတ်ဖြူစဉ်ဖြင့်များရှင်လူသူငါတို့ကူဆိုငွေတာရီဆရာကြီးမင်းကြီးဝေဟာဇနီးတဲ့ငွေတာရီဆုံးပါပြီးတဲ့နောက်ဆယ်စုနှစ်များစွာတယောက်တည်းတိတ်ဆိတ်စွာ နေထိုင်ခဲ့ပြီးတော့စာပေဖန်တီးမှုတွေကိုဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်။အဲဒီနောက်ဆရာကြီးဟာအသက်63ခုနှစ်2021ဇူလိုင်လ29ရက်နေ့မှာကွယ်လွန်ခဲ့ရှာပါတယ်။စာရေးဆရာကြီးမင်းယူဝေနဲ့ စာရေးဆရာမကြီးငွေတာရီတို့လိုလေးစားအတူယူွယ်ပုံကူလူကိုဆုံးရှုံးရမှုဟာမြမစာပေလောကတစ်ခုလုံးရဲ့နှမျောတတဖြစ်เสียအကောင်းဆုံးအခန်းကဏ္ဍတစ်ရပ်ပဲဖြစ်ပါတယ်။ဒီလိုစာပေလောကမှာအထင်ကြီးကြော်ကြားခဲ့တဲ့မင်းယူဝေငွေတာရီဇနီးမောင်နှံရဲ့တွဲပက်ညီညီရေးသားဖန်တီးခဲ့တဲ့ စာပေလက်ရာတွေကိုယနေ့ထိတိုင် စာဖတ်ပရိသတ်များနှိမ့်နှိမ့်ချက်ချက် ဖတ်ရှုနေကြစေလို့ဆိုရင်လည်းမှားနိုင်မယ်မထင်ပါဘူးခင်ဗျာ။နောက်များမှာလည်းစောင်းပါတူလေးတွေဝိထုတူလေးတွေပညာပေးဇလန်းတူလေးတွေကိုအမြဲတမ်းနားဆင်ကြည့်ရှုနိုင်ဖို့မြမစာပေ YouTube Channel နဲ့ Facebook Page ကို Subscribe Follow လုပ်ထားကြဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာ။